အဲအိမ်တော်ပြုပွဲတွေပါလို့ဆိုတာကျွန်တော်လည်းအခုချိန်မှာမဆိုင်လိုပဲခံစားနေရတယ်ဘာလို့လဲဆိုတော့အလုပ်လုပ်လို့ရတယ်မိသားစုအတွက်လည်းအချိန်ပေးရတယ်ဆိုတော့အဲ့ဒါအဲ့ဒါကြီးတော့လေကျွန်တော်ကောင်းနေမှာနေရာမရှိသေးဘူး yeah တချိန်ကြလို့ရှိရင်ဒါလူဆိုတာတနေ့တနေ့ကမတူနေပြောင်းလဲလာတာဆိုတော့ကိုတကယ်ချစ်တဲ့မိန်းကလေးမတွေ့သေးရင်တော့ယူပြမှာမဟုတ်ဘူးလေဟုတ်ရင်လည်းဟုတ်မှာပေါ့ကောင်းပါလေလူပြိုကြီးဆိုလေအပူပင်ကင်းတာပေါ့ဟုတ် ချုပ်ပြီနော်ပုံဟုတ်ချုပ်ပြီတော့စီစဉ်လေးရှိတယ်စီစဉ်ရတော့ပုံမှန်ပါပဲဘာမှစီစဉ်တော့မရှိပါဘူးဘာချုပ်ပြီဆိုရင်လည်းအဲ့လိုတကယ်ကြီးတော်များဘယ်တော့စားရမှာလဲဆိုပြီးအချက်ပေါင်းမိကြတာအာသူမမေးပါဘူးကျွန်တော်ကအဝေးအဝေးပါအဝေးဆိုတာအဲဘယ်လိုခေါ်မလဲအဲအင်အောင်ပြုတ်ပူတွေပါလေဆိုတာကျွန်တော်လည်းအခုချိန်မှာမဆိုင်လိုပဲခံစားနေရတယ်ဘာလို့ဆိုတော့အလုတ်လုတ်လို့ရတယ်မိသားစုအတွက်လည်းချိန်ပြရတယ် ်ဆိုတော့အဲ့ဒါအဲ့ဒါကြီးတော့လေကျွန်တော်ကောင်းနေမှာနေရာမရှိသေးဘူးကျေးဇူးတော်ပါဒီနေ့ကျွန်တော်အိမ်တော်ပြန်လာတယ်။အဲ့ကျွန်တော်ဟုတ်ပြီ။음ဖြစ်စဉ်တွေဖြစ်သွားနိုင်တော့ဗောနော်။ဒါပေမဲ့ဘာမှတော့ပြောလို့မရဘူးပေါ့။အခုချိန်မှာလက်တွဲပေါ်ဟိုမရှိသေးဘူးဆိုပေမဲ့အဲတစ်ချိန်ကြာလို့ရှိရင်ဒါလူဆိုတာတနေ့တစ်နေ့ကမတူနေပြောင်းလဲလာတာဆိုတော့ကိုတကယ်ရှိတဲ့မိန်းကလေးမတွေ့သေးရင်တော့ယူပြမှာမဟုတ်ဘူးလေ။အဲ့လိုဆိုတော့ ဘူးဘာမှတော့ပြောလို့တေချာမရသေးဘူးအခုချိန်မှာတော့ကျွန်တော်စိတ်ထဲမှာအဲ့ဒီအခြေရေးတဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အရင် clear ဖြစ်မယ်အာဒီအရင်လို့ဟိုကကိုဟိန်းတို့စုံတွဲလို့တော့လုပ်ပေးဖို့လို့ရှိပါတယ်အဲကျွန်တော်ကကိုတို့ပြောထားတာတော့ကျွန်တော်ဒီအရင်အရင်တက်ဆိုင်ဟိုပေါ့လက်စုပ်ပန်းခိုင်လာမှုဒီပြောပြောတော့ပြောတာဟိုအားလေးတော့လုပ်ပေးဖို့ရှိပါတယ်ကျွန်တော်ကအရင်ခဏခဏတော့ဘယ်လိုဖြစ်တတ်တယ်ဆိုတာကအကျမှာအင်းဟိုလိုမှာပေါ့ကောင်းပါလေလူပြိုကြီးဆိုလေအပူပင်ကျင်းတာပေါ့ဟုတ်ဒါ อืมဘယ်လိုခေါ်မလဲဒါတယောက်ပုံမှာတယောက်ကောင်းလို့ပေါ့ကျွန်တော်ကအဲ့လိုပဲမြင်တယ်တယောက်ပုံမှာတယောက်ကိုချင်းစာသိရှိလို့ပဲကျွန်တော်မြင်တယ်တယောက်နဲ့တယောက်တယောက်ဆန္ဒကိုတယောက်ကဘယ်လိုခေါ်မလဲအဲတယောက်ဆန္ဒနဲ့တယောက်ကထတ်တူကြလို့ထတ်တူကြလို့လည်းဒီလိုမျိုးဒါနောက်ဆုံးမှာဒါကောင်းမွန်တဲ့လက်ခီကိုတူတူရှောင်းလန်းရှောင်းလန်းနိုင်တယ်လို့ပဲကျွန်တော်မြင်ပါတယ် စ조사ရတာပေါ့နော်ဘယ်ရမှာဆိုတော့အဲတေယုဆောင်ပဲဖြစ်ဖြစ်အကပဲဖြစ်ဖြစ်တရှင်းဆိုတာပဲဖြစ်ဖြစ်ဒါတွေကအကုန်လုံးကသူ့ပညာနဲ့သူပဲလေဆိုတော့ကိုမကျွမ်းကျင်တဲ့အရာကိုမလုပ်တတ်တဲ့အရာရှိသေးတဲ့အတွက်တော့ဒါကတော့လိုပိုင်းလိုဝဲတလို့တော့조사ပြီးတော့သင်ရတာပေါ့အဲရန်ကြီးဟို perfect ဖြစ်နေတာမျိုးလို့မဟုတ်သေးပါဘူးကိုကိုကိုလည်းသိပါတယ်ကိုကိုကိုလည်းသင်ယူကြရလေလေ့လာကြရလေအများကြီးရှိသေးရဲဆိုတော့လေနားလေပါလေဒါပေမဲ့အတက်နိုင်ဆုံးပေါ့နော်ဟိုတက်နိုင်ဆုံးတော့ဟိုကိုဘက်က ဟိုဘာမလဲစူးစမ်းထားတယ်ပေါ့အဲ့လိုပါပဲဟောအဲ့ဒါလေးကဟိုဟာလေးဘာဘယ်လိုခေါ်မလဲ AI နေနဲ့လောက်ထားတာတချို့ဟာ AI နေကျွန်တော်ဘယ်သူကအဲ့လိုမျိုးကြီးတင်ပါလဲနော်ကျွန်တော်ပြောချင်တာဆို AI နေလည်းရှိတယ်ပြီးဒီမှာဒီခုက Facebook တို့ဘာလို့မှအဲဘယ်လိုကောင်းလဲမျိုးစုံလုပ်နေကြတာပေါ့နော်ဒီ AI ကိုဟိုကောင်းတဲ့နေရာမှာထဲမကောင်းတဲ့နေရာမှာဒီမှာပို့ပြီးသုံးလာကြတာကိုကျွန်တော်မြင်ရတယ်ပေါ့နော်အဓိက AI ဆိုတဲ့ဟာက ကောင်းတဲ့နေရာမှာသုံးရအများကြီးကိုအသုံးဝင်နေဟိုနိမိညာတစ်ခုပေါ့နော်အဲ့ဒါကိုမသိတဲ့သူတွေဟိုတချို့ညံနေတဲ့သူတွေကြတော့လေဒီမကောင်းတဲ့နေရာတွေမှာရှောက်ပြီးတော့သုံးပြီးတော့လုံနေကြတာတွေ့တဲ့အခါပေါ့နော်အဲ့လိုအဲ့လိုမျိုးနဲ့တွေ့ရတယ်ပေါ့အဲ့တော့ဘာလို့ခေါမလဲဒါတွေကတော့ရှိနေမှာပဲနော်လူဆိုတာကတော့ဟိုသူ့အနေနဲ့သူကောင်းတဲ့သူရှိသလိုမကောင်းတဲ့သူလည်းရှိမှာပဲအဲ့တော့အဲ့ဒါတွေကဘာမှသိထွေတူးကျွန်တော်အနေနဲ့မပြောချင်တော့ပေါ့ဟိုဘာလို့ဆိုတော့ သူသူစိတ်နဲ့သူအကုန်လုံးကတော့စိတ်ရှုပ်ရတာဟင်မရှုပ်ပါဘူးကျွန်တော်ကအဲ့လိုမျိုးနေစိတ်လည်းမရှုပ်တတ်တော့ဘူးစိတ်လည်းမဆိုးတတ်တော့ဘူးဘာမှဟိုခံစားချက်မရှိတော့ဘူးကျွန်တော်မှာအဲဘယ်လိုဖြစ်လဲတော်တော်များများလဲကျွန်တော်ဟိုဘယ်လိုဖြစ်လဲဟိုလာပြလာပြောပြကြလို့ရှိရင်ကျွန်တော်စိတ်တွေမှာကျွန်တော်ရည်ပဲရည်နေလိုက်ကျွန်တော်ဘာမှလည်းပြန်မရှင်းတော့ဘူးဘာမှလည်းမပြောတော့ဘူးကောအဲ့တော့ကိုယ်ကြောင့်ကိုယ်ပဲအတိဆုံးဆိုတော့အဲတချို့ဟာတွေကအဲရှင်းပြလဲ နားလဲချင်းမှလဲတာလေးเนาะလူတွေကကိုဘယ်တော့ပဲရှင်းပြရှင်းပြအဲသူတို့လူကျင်တဲ့အပိုင်းကိုပဲသူတို့နားထောင်ကျင်တဲ့အစိပ်ပိုင်းကိုပဲဖြတ်ပြီးတော့သူတို့ကနားထောင်ကြတယ်ပြောကြတယ်ဆိုတော့ကိုကိုဘက်ကဒါဘယ်တော့ပဲရှင်းပြရှင်းပြသူတို့ဟိုတချို့ဟာတွေကြောက်လဲသူတို့လူကျင်တဲ့အပိုင်းကိုသူတို့ဆွဲတွေးကြတာဆိုတော့ဟိုရှေ့ချောက်ကတော့ဘာမှသိမရှင်းပြဖြစ်တော့ကိုကိုရဲ့အကြောင်းတွေပဲကိုနေပြတာများတယ်အဲကိုကောင်းတာလဲကိုအကြောင်းပဲဆိုတော့လဲကိုအကြောင်းပဲဆိုတော့ တုံတုံဘာမှတုံတုံမို့ပါဘူးเนาะဘယ်ကိစ္စမှမဆိုဘာမှတော့သိပြောပြတော့အဲ့လိုမျိုးอ่ะအဲ့လိုမျိုးအရင်ကတည်းကသူကအဲ့လိုအစ်ကျမောင်လည်းအတွဲလို့ထင်တာလောက်တဲ့ပုံမျိုးနောက်မလုပ်ဘူးပေါ့ပြောချင်တာပြောလေလုံနေသူကတော့လုံမှာပဲပေါ့အဲ့တော့ဘာမှမပြောချင်သေးလည်းမရှိပါဘူးသူတို့ကသူတို့စိတ်ချမ်းနိုင်ပြီးတာပဲပေါ့အဲသူများစိတ်ချမ်းနိုင်ပြီးတာပဲဆိုတော့ဒါကတော့ဘာမှအထွေထွေသိပြောချင်နေမရှိပါဘူးပေါ့ တက်တယ်ပြောပြပါဦးမှာစကားရုပ်လို့ရှိရတော့ဗာလေးလို့ရှိဆိုတာအာကျွန်တော်တို့အခုပေါ့နော်နှစ်ညရဲ့သုံးရက်လို့ရှင်ဇကာကြီးမကြခင်မှာယုံဒီမှာတော့မယ်အိတ်ကားထဲမှာလည်းကျွန်တော် character အသေးတစ်ခုအနေနဲ့ကျွန်တော်ပါဝင်သေးလို့ဆောင်ထားပါတယ်ကျွန်တော်တို့ဒီနှစ်ညရဲ့သုံးရက်ဖွဲ့ရလဲဘလူးဖောင်းလဲကျွန်တော်အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့လုပ်ထားကြပါတယ်ပေါ့နော်ဒါပေမဲ့အားနည်းချက်တွေရောရှိမယ်ဆိုတော့လည်းကျွန်တော်ကိုယ်တိုင်လည်းသိပါတယ် ကျွန်တော်တို့ကိုယ်တိုင်လည်းနားလဲပါတယ်ပေါ့အဲ့တော့ဘာတွေအားနည်းတယ်ဘာတွေလိုအပ်သေးရဆိုတော့ပြည်သက်ကြီးကဒါချစ်ရှုပြီးတော့ဝေဖန်ထောက်ပြပေးပါလို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးတင်ပါတယ်